မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခလာရ15တက်တွဲမရိမှုတက်ချက်ကြီးတအူကိုထပ်မံဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ကြီးအခြေဆိုင်ခလာရ15မှာဒုတိယဗိုလ်ချုပ်ကြီးတန်လိုင်တမန်ဗိုလ်ကြီးစင်လင်ထွန်းနဲ့အတူမရိမှုကျူးလွန်ရမှာပါဝင်တဲ့တက်ချက်ကြီးခမောင်းလင်ကိုမေ30ရက်မှာထပ်မံဖမ်းဆီးစစ်ဆေးနေပါတယ်။ တတထဲနေဘိုးကြီးရဲ့ဇနီးကိုမရင်းချင်းတဲ့အနေကဘိုးကြီးစင်လင်ထွေရဲ့တပည့်ဖြစ်သူတက်ချက်ကြီးခမောင်းလွင်ပါဝင်ချောင်းတက်မီတာစုဝင်တွေကတက်တည်ဖက်ဆုပ်ခဲ့ပြီးနောက်ဖန်းစီစစ်စင်များလို့စည်ရည်တရင်ရင်ညက်ကပြောပါရယ်စုခုံဩက္ကထာကဘိုးကြီးစင်လင်ထွေကဝင်မခံတဲ့၍အဖြစ်ရှိသူလို့တတ်မှတ်လို့မရဘူးပြောလို့အဲ့ဒီနေကဘိုးကြီးမိမကိုခေါ်သွားတာတက်ချက်ကြီးခမောင်းလွင်လဲပါတယ်ဆိုပြီးတက်တည်ပြဖို့ဖန်းပြီးထက်စစ်တာခံရတဲ့ဘိုးကြီးကကြုံမွေးဆိုတော့ဝိုင်းဖီတာ ခလာရ15မှာတမတ်ဖြစ်သူဘူကြီးစင်လင်းထုတ်ဖြစ်နေတဲ့မရိမှုကိစ္စနဲ့ပတ်သက်ပြီးရောက်ခမဖြစ်သူဒုတိယဘူချုပ်ကြီးတန်းလှိုင်ကထိုင်းမှုနဲ့တက်နေမှုတွေကိုဖိအားပေးထားတယ်လို့မပါခါနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်ဒုတိယဘူချုပ်ကြီးတန်းလှိုင်မပါခါတိုင်းမှုဖြစ်ခဲ့တော့မပါခါကလူတွေကိုမရိမှုနဲ့ပတ်သက်ပြီးဖိအားပေးတာခလာရ15တရင်မှုဆိုအမှုဖြစ်စဉ်ကိုပြောင်းပြတ်တာမျက်မြင်သက်သေတွေကိုရှေ့တန်းပို့တဲ့သူပေါ်ပြေးတဲ့သူကိုပြေးခိုင်းတာဒူတိုင်းမှုတောင် မရင်းကျင်းတဲ့ဗိုလ်ကြီးစင်လင်းထုတ်ကိုညီလေးဆိုတာပါဇက်ဖျားကမချဘူးတိုင်တဲ့ဗိုလ်ကြီးပါရှေ့တန်းမှာအရှင်းခံရနိုင်တယ် ဒုဗမှုကြီးစောတန်းနိုင်ကခလာရ15အမှုဖြစ်စဉ်မှာပါဝင်တဲ့မရင်းပြူးကျင့်ခံရသူအမျိုးသမီးကိုတက်မနှစ်ထုတ်ကခင်မုံဖြစ်သူဘိုးကြီးနဲ့မျက်မြင်သက်သေတက်သားမျိုးထက်ကိုရှေ့တန်းပို့ပြီးမျက်မြင်သက်သေနောက်တဦးဖြစ်တဲ့တက်သားရွှေအောင်ကိုတက်မထွက်ပြေးခလိုက်တယ်လို့ဆိုပါရယ်အဆိုပါမရင်းမှုနဲ့ပတ်သက်ပြီးအမှတ်၄၄အမြောက်စကန်ကိုကဲမှုဌာနချုပ်လက်အောက်ခံအမှတ်၂၈၀အမြောက်တရင်ကတရင်မှုဒုဗမှုကြီးဝင်းနိုင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးအဖွဲ့ဝင်9ယောက်နဲ့စစ်ဆေးနေတာလို့သိရပါရယ်ဆက်လက်ပြီးပခုတ်ကူမျိုးနဲ့စင်မင်းကြီးရွာ သို့လာရောက်သည်ဖြူစော်တီကနှစ်စီကိုကြားဖြတ်တိုက်ခိုက်မှုဖြူစော်တီကောင်းဆောင်ကြော်ဆိုးနိုင်အပါဝင်လေးဦးတေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေတိုင်းပခုတ်ကူမြို့နယ်စင်မင်းကန်ကြီးရွာသို့လာရောက်သည့်ဖြူစော်တီကနှစ်စီကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာဖြူစော်တီလေးဦးတေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိခဲ့ကြောင်းပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ဂျမန်နီဇွန်လ၁ရက်နေ့နေ့၈နာရီခန့်ကပခုတ်ကူမြို့မှာစင်မင်းကြီးရွာဂိတ်စခန်း၌ တာဝန်ပြောင်းလဲရလာသောအကြံဖက်စစ်တပ်လက်အောက်ခံဖြူစော်တီကောင်းဆောင်ပါအင်းအား၈ဦးစီးနင်းလိုက်ပါလာသည့်ကားနှစ်စီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။မတူးကားနှစ်စီးနဲ့ထွက်လာတာဝိုင်းပစ်တဲ့အချိန်ကားနှစ်စီးလုံးကထိုးရက်သွားတယ်။ကျန်တဲ့၄ဦးကထွက်ပြေးသွားတာပါ။ကားတွေကပြတ်သွားတော့ယူခဲ့လို့မရဘူး။ဝိုင်းပစ်ကြတော့ကားကပြတ်သွားတာကျန်တဲ့ပြူ၄ဦးကထွက်ပြေးလို့မြောက်သွားတာ။စင်မင်းကန်ဂိတ်စခန်းနဲ့လည်းနေတယ်။မိုးကလည်းရွာနေတော့ကားတွေကို မီးမရှို့ခဲ့ရဘူးဒီနေ့မနက်တော့စင်မင်းကန်ဂိတ်ကိုအင်အား80လောက်တိုးချထားတဲ့ဟူပခုတ်ကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါတယ်ထို့သောတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိလေးဦးသေးဆုံးပြီး MA3 အမျိုးအစားတနတ်တလက်ပစ္စတိုတလက်လက်နက်ခဲယမ်းများနဲ့ငွေသား30တသိန်းတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ် ပခုတ်ကူမျိုးမှာပြည်သူများ၏အဆိုအရတော်လန်ရေးတပ်များ၏တိုက်ခိုက်မှုကြောင့်ပခုတ်ကူမျိုးအမှတ်နှစ်ရက်ကွယ်နေပြည်တော်လမ်းနှင့်ပြူစောတီကောင်းဆောင်ကျော်ဆိုးနိုင်တီဆုံးခဲ့ပြီးယနေ့နေ့နဲ့9နာရီတကြိုလိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုပုံပခုတ်ကူမျိုးနှင့်ပြည်သူကာကွယ်ရေးအဖွဲ့ပခုတ်ကူခရိုင်တရင်ဆက်ချောင်းနှင့်ဘူကလေတပ်ပေါင်းစုတို့ကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးမကွေးအချင်းထောင်ကို PDF များတိုက်ခိုက်မှုအပြီးထောင်ပိုင်းနှင့်အကြီးအကဲဌာနဝန်ထမ်း26ဦးကို စစ်တပ်ကဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေအကျဉ်းထောင်ကို PDF တပ်ဖွဲ့တချို့ကလာရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကျဉ်းထောင်မှာထောင်ပိုင်းနဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားကြောင်းထောင်သတင်းရင်းမြစ်များကပြောဆိုပါတယ်။ယခုနေ့ဧပြီလ23ရက်နေ့ညပိုင်းမကွေမြို့မကွေရင်နံကျောင်းလမ်းမပေးရှိမကွေပဟိုအကျဉ်းထောင်ခါဒေါင်းနေအကျဉ်းထောင်နဲ့ညနေချင်းဆိုင်ရှိအမှတ်25ရဲတပ်ရင်းကိုဒေါင်းစစ်အောင် LPDF တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များပြ င့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါပြစ်ခတ်တိုက်ခိုက်မှုအပြီးစစ်တပ်ထောက်လန်းရေးကအကျဉ်းထောင်အတွင်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကထောင်ပိုင်းနှင့်အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းအဒီကအပြင်အကျဉ်းထောင်အတွင်သို့တားမြစ်ပစ္စည်းများ သွင်းမှုဖြင့်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မကွေးထောင်ပိုင်းအပါအဝင်ဝန်ထမ်း26ဦးစစ်ဆေးအရေးယူခံနေရပါတယ်။စစ်တပ်ကမကွေးထောင်အပြစ်ခံရပြီးနောက်ထောက်လန်းရင်းနဲ့ဝင်စစ်ရင်အချင်းသားတွေအတွက်ကန့်သက်ပစ္စည်းတွေမတိအောင်လက်ယူသွင်းပေးမှုနဲ့အဖမ်းခံရတာထောင်ပိုင်းကရောက်တာမကြသေးဘူး။လာပိုင်းမဲ့ရှိသေးတယ်။အင်းစိန်ထောင်ကပြောင်းလာတယ်လို့သိရတယ်။ဒီလ6ရက်နေ့ထောင်ပိုင်းနဲ့ဝန်ထမ်း26ဦးကိုအမိန့်ချမယ်။ အကျဉ်းထောင်ဥပဒေပုံမှ42ကကြီးနဲ့ဆွဲတော်မူအကျဉ်းထောင်တရင်ရင်းမြစ်ကရှင်းပြပါရယ်မကွေးအကျဉ်းထောင်တိုက်ခိုက်ခံရပြီးနောက်ထောင်ဝင်စားများစီစစ်ခြင်းထောင်တွင်ရှိနိုင်ငံရေးအကျဉ်းသားများကိုအကြောင်းမဲ့ရိုင်းနှက်နှိပ်စက်ခြင်းတိုက်ပိတ်ထားကြောင်း ပိတ်တနို PDF ခေါင်းဆောင်ဟာကိုအောင်ခန့်ဦးခပါလီနှင့် NLD ပါတီမှမကွေးတိုင်းတောင်တွင်ကြီးမြို့နယ်အမှတ်နှင့်တိုင်းဒေသကြီးလွတ်တော်ကိုစလဲဦးဝင်းမြင့်လိုင်ခေါ်ကိုလိုင်လိုင်တို့မှစစ်တပ်ကနှိပ်စက်ညှဉ်းပန်းခဲ့တဲ့ဖြစ်အသက်အန္တရာယ်ဆိုးရင်ရသည့်အတိအပြင်းထန်ဒဏ်ရာရရှိထားကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်သားများ၏ညှဉ်းပန်းနှိပ်စက်ခံရသောဗေဒနိုး PDF ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခပါလေးသည်ထောင်နှံ203ကျခံထားရပြီးဦးကိုကိုလိုင်းသည်ထောင်နှံ183ကျခံထားရကြောင်းမကွေးဘဟုအကျဉ်းထောင်ခတောင်းနေအကျဉ်းထောင်တွင် NLD ပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌ ဦးတာတို့လည်းထိမ့်သိမ်းခံရကြောင်းသိရပါတယ်။အကျဉ်းသားတွေကမကွေးထောင် အပြစ်ခံရပြီးကတည်းကအခုချိန်အထိအဲ့တွေ့မရတော့ဘူး။ထောင်ဝင်စာဖူးရင်လည်းအသားဟင်းတစ်မျိုးအသီးအရွက်ဟင်းတစ်မျိုးစားစရာအသီးနှံတစ်မျိုးပဲချမ်းပစ္စည်းနည်းနည်းပဲပို့ရတော့တယ်။အကျဉ်းသားတွေကအခက်အခဲအများကြီးဖြစ်နေရပြီးဟုအကျဉ်းသားမိသားစုဝင်တဦးကရှင်းပြပါတယ်။ April 23ရက်နေ့မကွေးအကျဉ်းထောင်တိုက်ခိုက်ခံရစဉ်စစ်တပ်ဤပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားဆော့ရွှေအောင်အပါအဝင်နိုင်ငံရေးအကျဉ်းသားနှစ်ဦးသေဆုံးခဲ့ရပြီးစစ်တပ်ကနိုင်ငံရေးအကျဉ်းသား200ကျော်ကို ညှဉ်းပန်းနှိပ်စက်တိုက်ပိတ်ထားကြောင်းသိရပါဗျ။ ဆက်လက်ပြီးစောင်းပြောင်းရွာစကန်းသိန်းတိုက်ပွဲ၌ KMTF ရဲဘော်2ဦးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တို့တက်ဆွဲထားသည့်ပင်လောင်မြို့နယ်စောင်းပြောင်းရွာစကန်းသိန်းတိုက်ပွဲ၌ရဲဘော်2ဦးကြဆုံးခဲ့ကြောင်းတရင်ဒီအမျိုးသားများကာကွယ်ရေးတပ် KMTF တရင်29ကယနေ့အသိပေးပါတယ်တရင်29ဤတက်ခွဲတစ်စစ်ကြောင်းမူရဲဘော်စလိုင်းရဲနိုင်ခဂျော်ကာနှင့်ဒူးတက်ခွဲမူမင်းထက်နိုင်ခအယူတို့သည်စောင်းပြောင်းရှိတိုင်းစစ်မြေပြင်တိုက်ပွဲတွင်မိနစ်24ရက်ကကြဆုံးခဲ့ ခြင်းဖြစ်တယ်ဟုဆိုပါတယ်။ကြီးကပြားတွေနဲ့ကြီးကအုပ်ထုပ်တွေဒီထက်ပိုလုံလောက်ခဲ့ရမှာမပြည့်စုံမှုတွေကြားတဲ့ကနေတိုက်ပွဲဝင်ခဲ့ကြတာ ာရီတာပါခဲ့ရင်သူတို့ကိုဆုံရှုံခဲ့ရမှာမဟုတ်ဘူးဟုတရင်း၂၉ရဲဘော်တအူးကပြောပါတယ်။အာနာရှင်စနစ်ကြဆုံးပြီးဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက်ယခုလိုအသက်ပေးပြီးတိုက်ပွဲဝင်ခဲ့သောရဲဘော်ရဲနိုင်ခချော့ကာနှင့်ရဲဘော်မင်းထန်နိုင်ခအယူတို့အတွက်ဂုံယူဝန်နေမိကြောင်း KMTF တရင်းအမှတ်၂၉ကထုတ်ပြန်ပါတယ်။မြင့်မြတ်စွာအသက်ပေးလူသွားသည့်ရဲဘော်များအလုံးကိုရည်ရွယ်၍တော်လှန်ရေးပန်းနိုင်စီသို့ပုံမိုးစူးစမ်းပြီးအရောက်သွားမည်ဖြစ်ကြောင်းလည်းကတိပြုပါရစေ။ ဆောင်းပြောင်းရွာတွင်တက်ဆွဲထားသောစစ်ကောင်စီနှင့် PNO ပြည်သူစစ်စခန်းများကိုတိုက်ခိုက်ရာ စစ်တုံးပန်းများနဲ့လက်နက်ခရံများရရှိကြောင်းဖေခုံ PDF ကမေလ30ရက်တွင်ထုတ်ပြန်ထားပါတယ်။မေလ18ရက်မှ26ရက်နေ့အထိဆယ်ရက်တာတိုက်ပွဲတိုင်းစောင်းပြောင်းကြီးရွာမှစစ်ကောင်စီစခန်းများကိုဖေခုံ PDF တထောင်နှင့်တပ်ရင်းနှင့်မဟာမိတ်တပ်ပေါင်းစုများတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲသည်ရတိုင်းမီပါပြင်းထန်ခဲ့ပြီးစခန်းကုန်းမကြရင်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးများဇက်တိုက်ပစ်ကူတော့လေစခန်းကုန်းအများစုကိုမဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်ရရှိခဲ့ကြောင်းအသိပေးပါတယ်။စောင်းပြောင်းရွာတိုက်ပွဲသည်နောက်ဆက်တွဲစီရေး ခြေအနေကြောင့်ကာကွယ်ရေးတပ်များ၏တိကျဖြေကြားမှုကိုမရသေးပေ။ဆောင်းပြောင်းရွာတိုက်ပွဲတွင် PNO ပြည်သူစစ်အီဘုံမှုအချို့အပါဝင် အာရမစစ်သားစုဆောင်ခံရသည့်ပအိုလူငယ်၁၀နှင့်ချီတေဆုံးခဲ့ကြောင်းစစ်ပတ်တရင်ရေးမြက်ကတရင်ဌာနသို့ပြောဆိုထားပါသည်။ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းရွာရှိစစ်ကောင်းစီတပ်စခန်းကိုထော်လန်ရေးတပ်ဖွဲ့များက2024မတ်လ18ရက်တွင်တင်ပိုက်ခဲ့မှုသည်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်